အာအရင်ကကိုယ်လည်းဒီလိုသင်ခဲ့ဘူးလေဟို vocabulary ကအဲ့လောက်မလိုပါဘူးပေါ့နော်ကိုပြောနိုင်ရပြီအဲအဲ့လိုပဲသင်ခဲ့ဘူးလေအဲ့ဒါပဲချင်တော့လဲဆိုတော့တချို့ဒီအာ college တွေပြီးသွားတဲ့နောက်ပိုင်းပေါ့နော်ဒီ college တက်တဲ့အချိန်မှာလည်းတချို့ English လိုပဲပြောရတယ်အဲ့ဒီတုန်းကတော်တော်လေးအဆင်ပြေတယ်ဒါပေမဲ့တခုတတိထားရမှာကနိုင်ငံခြားမှာအကြောင်းသွားတက်တိုင်းကိုယ့်ရဲ့ English က improve ဖြစ်လာတာမဟုတ်ဘူး ဘာဖြစ်လို့လဲဆိုတော့ကျောင်းနဲ့ပတ်သက်တဲ့ဘာသာရပ်ကိုပဲကိုက assignment တွေတင်နေရတာဖြစ်တယ်တချို့ဟာတွေဆိုအလွတ်ကျရတဲ့ဟာတွေရှိရင်လည်းရှိမှာပေါ့နော် personal အဲ့ဒါ english improve ဖြစ်စေတဲ့အကြောင်းရင်းတွေကတခုမဟုတ်ဘူးအာအကေ၍ကိုက english speaking country မှာတငယ်ချင်းနဲ့ဖြစ်ဖြစ်ကိုကအဲ့ဒီအဲ့ကရည်စားရပြီးဖြစ်ဖြစ် english လိုနေရဲပြောဖြစ်နေတယ်ဆိုရင်တော့ဒါ english ကိုရေပိုကောင်းလာမှာဖြစ်တယ်အဲ့တော့ ကျောင်းပြီးသွားရင်လည်း English မကောင်းပါဘူးတီးတန့်ပြန်ပြောလေ့လာယူရတယ်အဲဒီတော့ကကိုဟာကိုထင်တာကတော့ vocabulary များမလိုတော့ဘူးဒါလို့ဆိုကိုယ့်ရဲ့ level ကအကုန်လုံးနဲ့ပြောလို့ရနေပြီလို့အဆင်အဆင်ပြေလို့ထင်ခဲ့ဘူးတယ်တကယ်တမ်းကျတော့ vocabulary လေ့လာရတာပြင်းလို့ပေါ့နော်ပြင်းတဲ့စိတ်ပေါ့ဒါပေမဲ့မလေ့လာရင်မရဘူးဆိုတော့အခက်တန်တွေလက်ခံရတဲ့အခြေအနေတွေဖြစ်လာတယ်အထူးသဖြင့် scenario တစ်ခုကိုရှင်းပြမယ် describe လုပ်မယ် so describe တစ်ခုအအခြေအနေတစ်ခုကို describe လုပ်တဲ့ထားပါတော့အဲ့ဒီခါနဲ့ပတ်သက်တဲ့ကိုယ့်စင်မှာ vocabulary ကမရှိဘူးအဲ့တော့လက်ဟန်ခြေဟန်တွေပါလာရပြီအပြီးလို့ရှိရင်စာကြောင်းအရှည်ကြီးတွေနဲ့ explain လုပ်နေရပြီတလုံးသေးပြောလိုက်မယ့်အစားကွာ ah uh, you do this okay uh, the thing you call uh, what is that thing called okay um, it is a thing where you can all right comb your hair and stuff like that so အရှိအရေရှင်းပြနေရတယ်တလုံးသေးပြောလိုက်မဲ့အစားအရှိအရေရှင်းပြနေရတဲ့အခြေအနေတွေရောက်လာတယ်အထူးသဖြင့်ဒီအလုပ်တွေလုပ်ရအလုပ်လာရတဲ့အချိန်မှာပို့ပြီးတော့တည်တံလာတယ်ပေါ့နော်အဲ့တော့ကိုယ်နဲ့ပတ်သက်တဲ့နေပေမှာ English လို့ပြော ပြောနိုင်ဖို့ကလိုကိုလိုအပ်ပါတယ်ပြီးရင် level ကလည်းအဲ့ဒီအချိန်မှာတက်မှာပါ intermediate နဲ့ upper intermediate တွေကမှတချို့တော်တော်လေးကြာခဲ့တယ်ပြောရမစို့ elementary basic နဲ့ elementary တက်ဖို့ကမကြအောင်အဲ့တော့ဒါ butters guard ကိုလေ့လာတဲ့အချိန်မှာ master level ရောက်ဖို့ခက်ခဲတာဖြစ်ပဲ butters guard မှာမဟုတ်ပါဘူးဘယ်အကြောင်းရမယ်ဖြစ်ဖြစ်လူတိုင်းစပိန်စီးတက်တယ်